ျူတကုံစီတီရင်ပြင်တော်အပေါ်မှာအပေါ်ဆုံးတဲ့တကားကိုဖမ်းမိပြီလို့သိရပါတယ်။သူ့ရဲ့နာမည်ကဝက်နီလို့ခေါ်ပါတယ်။ဒီတရင်ကိုကြားရတဲ့အခါမှာသူ့စဉ်အနေနဲ့ဝမ်းတာမိပါတယ်။ဝမ်းတာတယ်ဆိုတာကသူတစ်ပါးဒုက္ခရောက်တာကိုဝမ်းတာတယ်လို့ပြောတာမဟုတ်ပါဘူး။ thank you သဗ္ဗံမိစ္ဆာယောကိုဘာရဲလို့မဟုတ်ဘူးပေါ့အလုံးသောလူပုဂ္ဂိုလ်များတရှိရလေအောင်တင်ပြပေးလိုက်တာအတူတူကြည်ကြစို့သူချင်းတို့ရေအဲ့လိုထူပါမအဲ့လိုထူပါမသွေးစဗောင်းမိစ္ဆာယုတ်ကို ဆောင်ဆိုတာဘာပြောတာလဲဆိုတော့ကျွတ်တို့ဘာသာကျွတ်တို့တိုင်းရင်သူတိုင်းရင်သားတွေကိုမျိုးကိုဘာသာကိုချစ်တဲ့သွေးเนาะတိုင်းရင်သူတိုင်းရင်သားချစ်ချစ်တဲ့သွေးဘာသာသာသနာကိုချစ်တဲ့သွေးတွေကိုပျောက်ပြက်သွားအောင်သူတို့ကလာပြီးတော့သွေးနဲ့ရောနှောလို့သွေးစုပ်ကောင်းလို့ပြောတာသဘောပေါက်ရဲ့လားအဲ့ဒီသွေးစုပ်ကောင်းကိုဘာလို့ရမှာလဲဆိုရင်နေဦးနေဦးနေဦး သူချင်းတို့ရေသွေးစပေါင်းမိစားရုပ်ကိုမောင်းထုတ်ဆိုလားအာမောင်းထုတ်တာတော့ပါပြီဘယ်လိုမောင်းထုတ်ရမှာလဲကိုယ့်အိမ်ထဲဝင်လာတဲ့ခွေတခုအဲ့ဒီခွေတခုကိုဟဲ့တို့အိမ်ထဲမဝင်နဲ့တို့ချမ်းနဲ့မလာနဲ့ဆိုပြီးတော့ဒုံနဲ့ပြဲခဲနဲ့ပေါက်အဲ့ဒီလိုမျိုးခွေးကိုမောင်းထုတ်လို့မောင်းထုတ်ရမှာလားဆိုတော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူး ်တယ်ဘယ်လိုမောင်းလို့ရမှာလဲဆိုရင်ဖြတ်သုံးမျက်နဲ့မောင်းထုံးဖြတ်ပါနဲ့ဗျာလေပါလေလေနံပါတ်1ခုနကမြေနေရာတွေသူ့မရောင်းခြင်းကြီးဥသောဖြတ်ခြင်းဖြင့်ဖြတ်စီးပွားရေးငွေသူ့မူသူ့ငွေမဖြစ်အောင်ဖြတ်စီးပွားရေးဖြတ်နောက်တကအိမ်တော်ရေးဖြတ်ဘယ်နှဖြတ်အဲ့ဒီလိုဖြတ်ပြီးတော့မှကိုယ့်ဘက်ကလည်းပဲတတိုင်းကိုသုံးတန်လုံအောင်ကာရမယ် အားလုံးပဲမင်္ဂလာပါရွှေတကုံစီတီရင်ပြတော်အပေါ်မှာအပေါ်ဆုံးတဲ့တကားကိုဖမ်းမိပြီလို့သိရပါတယ်သူ့ရဲ့နာမည်ကဝက်နီလို့ခေါ်ပါတယ်ဒီတရင်ကိုကြားရတဲ့အခါမှာဦးစင်းအနေနဲ့ဝမ်းသာမိပါတယ်ဝမ်းသာတယ်ဆိုတာကသူတစ်ပါးဒုက္ခရောက်တာကိုဝမ်းသာတယ်လို့ပြောတာမဟုတ်ပါဘူးเนาะဦးစင်းတို့ရဟန်းတွေအနေနဲ့လည်းပဲသူတစ်ပါးဒုက္ခရောက်တာကိုဝမ်းသာလို့မရပါဘူးဒါဆိုရင်ဘာကြောင့်ဝမ်းသာတယ်လို့ပြောတာလဲဆိုရင် ကိုဘာသာကိုသာသနာကိုစော်ကားလာတဲ့အခါမှာအခုလိုမျိုးကာကွယ်ဆောင်ရှောက်ပေးတာတွေမြင်လာရလို့ဝမ်းသာတယ်လို့ပြောတာပါဒါနဲ့တင်မလုံလောက်သေးပါဘူးเนาะဖေးကုဗေဒင်ဟောလှုပ်တဲ့ဖုန်ကြီးတွေမိမိနဲ့မသက်ဆိုင်တဲ့နဂနာပွဲတွေမှာရောက်နေတဲ့ဖုန်ကြီးတီလာရှင်တွေကိုလည်းပဲဖန်စီထိမ့်သိမ့်ပေးရမှာဖြစ်ပါတယ်ဒါမှသာသာသနာတော်ဟာတန်ရှင်းသွားမှာဖြစ်ပါတယ်ရှေ့လျှောက်ပြီးတော့မိမိရဲ့ဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်များများများပေါ်ပေါက်ပါစေလို့ဆုတောင်းပါတယ်နော်မြန်မာနိုင်ငံမှာရှိတဲ့ YouTube စင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမြှွှေရဘုဒ္ဓဘာသာတွေထုထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကိုမြှွှေရမှာဒီကလေးရဲ့တကလုံးတွေကလေသူကတိုက်ရိုက်အနေဆိုလို့ရှိလို့ရှိရင်ဘုဒ္ဓဘာသာကိုဖျက်ဆီးကျင်တာပေါ့အနေဆိုတာကကြတော့တိုက်ရိုက်အနေရှိတယ်ထက်ဆင့်ထက်ပွားအနေရှိတယ်တွေ့ဝိုင်းအနေရှိတယ်ပေါ့ထေလား ူကဗုဒ္ဓဘာသာကိုသက်ရောက်စေခြင်းလို့ဒီရုပ်ပါတော်တွေကိုမိရှုပြကမယ်လို့သူကသူတို့တွေးတာပေါ့နော်အဲ့ဒါကသူ့ရဲ့တရားအတိပ္ပယ်ပေါ့အဲ့ဒီမှာထပ်ပွားလို့ထပ်ဆင်းအတိပ္ပယ်ကဘာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံကိုဖျက်ပြမယ်အတိပ္ပယ်ပေါ်တယ်ပေါ့ဘာကြောင့်လဲသူတို့ကျဥစ္စလို့မြန်မာနိုင်ငံမှာကဗုဒ္ဓဘာသာကနှစ်ပေါင်း2000ကျော်ပြီဖြစ်သည့်အတွက်ကြောင့်နော်ဘုရားဘာသာရဲ့ကျင့်ကြံမှုအမွန်တွေကနေရာတိုင်းမှာရှိနေရာတိုင်းမှာပြန့်နှံ့နေရပေါ့ ဒီရုပ်ဘွားတော်တွေသူတို့တို့ကဗုဒ္ဓဘာသာကိုကိုးစားပြုတယ်လို့နိုင်ငံရဲ့ယဉ်ကျေးမှုနိုင်ငံရဲ့တမိုင်းတွေကိုကိုးစားပြုတယ်နော်အခုဟိုဗာလဲတကယ်ယူနက်စကိုမှာမှတ်တမ်းဝင်တဲ့ပကံမျိုးပြုလို့ဆိုတာကကြတော့ဒီဗုဒ္ဓဘာသာကိုကိုးစားပြုထားတာပြည်ညာကသူကဒီသင်္ဓေတော်တွေကိုဖျက်ပြစ်မယ်ဆိုလို့ရှိရင်ဘုရားတော်ဒီနိုင်ငံကိုလည်းဖျက်ပြစ်ကမှာဒီနိုင်ငံရဲ့ယဉ်ကျေးမှုကိုလည်းဖျက်ပြစ်ရမှာသူပြောတဲ့အသေးပဲကအဲ့ကိုရောက်သွားတယ် နော်ဒါပေမဲ့ပညာမသက်သာမသက်တဲ့ခါကျတော့ကိုပြောတဲ့ကလောင်ကဘယ်ကိုရောက်လို့ရမှမသိဘူးလေနော်ခုမြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်တကယ်ယူနိုက်တက်ကိုမှတောင်းဝင်တမိုင်းတူလို့ရှိရင်ဦးဇင်းတို့ဒီဗုဒ္ဓဘာသာပဲပြုခွေကဗုဒ္ဓရှင်ရေမှုသင်္နီတော်တို့ရခိုင်ကသင်္နီတော်တို့တထုံကနော်သင်္နီတော်တို့ဒါတွေပဲရှိတာမှတောင်းဝင်တာလေပကံကစီရီတော်တို့နော်ရခိုင်မှာတို့ရှိရင်ဖျားပေါင်း၈၀၀ နော်ယူနိုက်တက်ကိုဝင်လာတာတကယ်မွေးနှစ်ကိုင်းတို့ဒီနိုင်ငံကရင်းရဲမှုအမွေးနှစ်တွေကယူနိုက်တက်ကိုဝင်တဲ့ခါမှာကိုယ့်ရဲ့နိုင်ငံဘယ်လိုဒီနှစ်ပေါင်းကြာညာနေပြီလဲဆိုတာကိုအသေးပဲပြတယ်သူကဒီတင်းတော့ကိုဖျက်သိရမယ်ဆိုတဲ့အခါကျတော့ဒီနိုင်ငံကိုပါဖျက်သိဆိုတဲ့အသေးပဲပောက်သွားတယ်နော်အဲ့ဒါကြောင့်သကလုံးတစ်လုံးပြောလို့ရှိရှင်ချင်းချင်းမှာတွေ့တော့ပါဘူးနော်စာလဲဖတ်ပါသာမဖတ်ပါနဲ့ဟိုသူများကကိုယ့်အုံနောက်ကိုသိကြတဲ့ဘရင်းဝက်ကိုလည်း လောက်ခံမှာတိလားသာမဖတ်လို့ရှိရင်လောက်ကတာလွယ်တယ်ပရင်ကွာဘုံနောက်စေးကတာလွယ်တယ်ပေါ့တိလားမိုင်းတိုက်ကတာလွယ်တယ်ပေါ့နော်ဒါကြောင့်စဖတ်ပါလီလာပါတိပုပါခေါင်းကိုတုံးပါဦးဇင်းတို့အခုလက်ရှိရတဲ့ကဘာကပဋ္ဌကဘာပါနော်ပဋ္ဌကဘာပါအဲ့ဒီပဋ္ဌကဘာကဘာကြောင့်ခေါ်ရလဲသူတို့ရှင်ဖျားငါးသူရှိလို့ပေါ့ နော်တသုတာရနှစ်မန္တဝရသုံးသူပါတာရမန္တလေးသူပြဗရငါသူပါပေါ့အဲ့ဒီကဘာမှာ ဖရာတသူဘုမသူရှင်တာရနှစ်သူဘုမသူရှင်မန္တကပါသုံးသူဘုမသူရှင်ဝရကပါလေးသူဘုမသူရှင်တာရမန္တကပါဖရာငါသူဘုမှာဗရကပါလို့ခေါ်တာဖြစ်ပါဥဒ္ဒနကတိတကြဝလာစတဲ့ဖြစ်တဲ့အခါမှာမဟာဗောဓိမဏ္ဍာကစဖြစ် ပြည့်ရင်မာဘောရီမနိုင်ကမောက်သုံးမှပြက်တယ်ပေါ့အဲ့ဒီကဘာစသည်တဲ့အခါမှာစဖြစ်တဲ့အခါမှာပေါ့တုတ်တော်ဝါဒဘုံကအဘိယပြမာရီကလာကြည့်တယ်ပေါ့အဲ့ဒီရေပြင်ကြီးမှာပေါ့ကြာဖုံးတဖူးပွင့်မယ်လို့ရှိရင်ဖရားတစုပွင့်မယ်ပေါ့ကြာဖုံးနှစ်ဖူးတို့လို့ရှိရင်ဖရားနှစ်စုကြာဖူးသုံးဖူးတို့လို့ရှိရင်ဖရားသုံးစုကြာဖူးလေးဖူးတို့ရှိရင်ဖရားလေးစု จาภูงาวุဆိုရှင်ဘုရားငါးသူပွင့်မယ်လို့သူတို့ကပြောတယ်ပေါ့จาภูတပူမမပွင့်ဘူးသူတို့ရှင်သူတို့ကဘုရားမပွင့်တော့ဘူးဘုရားမပွင့်လို့ရှင်ယင်ဘာပြောတယ်လဲသူတို့ရှင်နာဤလောကကြီးကအကန့်ဖြစ်တော့မှာပဲနော်နတ်ပြည်ပြမပြည်မှာတရဝတိတိတ်တုံးပြီးတော့ငရဲပြည်အပေမှာပဲတရဝတိများလိမ့်မယ်ပေါ့နော်ဘုရားမပွင့်တဲ့ကဘာမှာသူတို့ရှင်ပြီจาภูမဖူးတဲ့ရှင်သူတို့ရှင် ကြာဖူးပွင့်တဲ့အခါမှာဆိုလို့ရှိရင်ငရဲပြီးအပယ်လေးပါးကတိတ်သွင်းပြီးတော့နက်ပြီးဗမာပြီးကတော့တရပါးဒီပေါ်တော့မှာပဲဆိုပြီးသူတို့ကြွေးကြော်တယ်ပေါ့နော်ဗရကဘာကိုဥဒင်းကတုံတရကပတုံတရကပလို့ခေါ်တယ်ပြီးလို့ရှိရင်တာရကပတာရကပလို့ခေါ်တယ်နော်တာရဆိုတာမြက်လို့ကွာပြီးတုံတရကပကကောင်းလို့တုံတရကပတုံတရကပတာရကပတာရကပတပြီးတော့လေ ခေါ်ပါသေးတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။